မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေမက်ရှလ12ရက်ဒီဂရီ9နဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။မင်္ဂလာပင်လယ်အမြောက်ပိုင်းတွင်အများအပြားတာယာနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်တော်တို့တွင်တိမ်နေငယ်မှတိမ်တင်တင်ဖြစ်ထွန်းနေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးရွာပါမယ်။ရွာရာနှုန်း80ဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်တိမ်တင်းတင်းဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်အများအပြားတာယာပါမယ်။မြမပင်လေးပြည်နယ်လှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိပါမယ်။လိုင်းမြမမြမကန်ယူနယ်တခြားနယ်ကန်းလူပင်လေးပြည်တို့တွင်၄ပေမှ၆ပေကန်ရှိနိုင်ပါသည်။ နောက်နေ့အတွက်ခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်းချက်ကတော့အများအပြားဖြင့်တာယာပါမယ်ရှင်။